အဲ့မှာကတော့တော့ Fighter Entertainment စီစဉ်ပုံစံနဲ့ဆက်နေရွှေနေမှာဖြစ်ပါကျွန်တော်ဒီနေ့ description နဲ့လောက်ဝေးပို့လျောက်ပေါ့နော်ဒီမှာလောက်ဝေးသမားကို Kung Fu တန်ချက်နဲ့နိုင်ယူမယ်လို့ကြုံောက်ခဲ့ရေပေါ့နော် Kung Fu Fighter ကိုမြန်မာသူရဲ့လောက်ဝေးခြေခံချက်နဲ့အလဲတိုးနိုင်ယူသွားခဲ့တဲ့စိန်ပန်းလေးရဲ့ပိုလိဖြစ်ပါဆိုတော့အခုစိန်ပန်းလေးနဲ့ Kung Fu Fighter တို့တွေ့ဆုံမလို့တွေ့ဆုံမလို့ကျွန်တော်ဆက်လက်ကြည့်လိုက်အောင်ကျွန်တော်ပြောဒီဆိုင်နော် Kung Fu Fighter ပြောရရင် Kung Fu Fighter ပြောစိန်ပန်းလေးကလက်အိမ်မင်းနဲ့ပေါ့နော် Kung Fu Fighter လက်အိမ်နေနဲ့ ဝက်ဆိုက်နဲ့ကုန်းဖိုက်တာသူပြောသူပဲเนาะခုခုကန်ချက်တင်နေစပ်ပြီးလာခဲ့เนาะတို့ပြေကြရယ်เนาะသူတို့မှာကိုဖူတိုက်ခွေနေစပင်းနေဖက်ကေဒီဘိုင်းနော်ကိုဖူကေဒီဘိုင်းနေ စဉ်းစားလေးတော့တကင်းနေပြီเนาะ ဘူးကတော့ချစ်ကညရီအဓိကထားသုံးနေနော်ဘူးကညရီဒါလည်းအေးစစ်စစ်ပဲနော်တည်တည်ငြိမ်ငြိမ် තමන්නේ ලුකිට ගනේ තමන්නේ ඉසි වෙනවා ကျွန်မလေးတတိတွဲလုံးနေထိုးတယ်ရောညင်းနေနော်စိတ်မင်းလေးထိုးထိုးရပုံကရောင်းရအောင်ကြပြီးဆုံးလိုက်နော် ့ရောင်းဒူဒရက်ဒီဇိုင်းဒူဒရက်ရှိစားနဲ့စင်မဲလေးတတိဖုန်ကိုဆော့လိုက်နော်ဖုန်ဖိုင်ရလေးဗီဒီယိုဆောင်ခုနနုနဲ့ထိုးနေတွေ့ရတယ်ခုလိုခုကိုကိုရနေနော် တမန်လေးသူ့သူတွေတိုက်တယ်တမန်လေးဘောလုံးကိတကယ်နော်အဲတမန်လေးထရက်ဇာဖျားပေးနေတယ်နော်သူ့တမန်လေးချက်တိတော့ထိတယ်ဒရုန်လေးရိုက်တယ်ထိတယ်နော်စေမန်လေးဒရုန်ရိုက်ချက်တွေ ူတူတွေစနေဒရုန်းနဲ့ကြတယ်ဒရုန်းနဲ့ကြတယ်ဟိုဘော်ဒီကစ်ကနေဘော်ဒီကစ်ကနေကဲကဲတူတူမှာဘူးရချင်မှာစေမန်နဲ့ဘော်ဒီကစ်ကန်ချက်တွေကြောင့်မခဏနော်လဲဆိုမှာနော်ချုံလိုက်စစ်အာဘောဒွေအမီလီယာအာဂျုံမဆေမလီနိုင်ရပါပဲနော်ကဲခလာကူမူဖိုက်တာ ဟိုလေတို့နိုင်တော့တဲ့စင်မန်းနဲ့ကိုလေးပြပါဆုံးဆုံးကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ခုဆက်ပြင်ဆင်တဲ့တော့ဘုကောနည်းနည်းကြမြောက်ပုံမှန်ဆက်ပြီးတော့ဖီလိုချနော် YouTube channel လေးကို subscribe လုပ်ပါတယ်။ subscribe လုပ်တော့ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်